ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းတွေရဲ့အကြောင်းတွေကိုပြောပြဖို့အတွက်ဝန်ထမ်းတွေငှားနေတော့လား Telegram Premium ဘိုးတွေနဲ့ရောင်းစိတ်ကိုမခံမျိုးဖြစ်နေတာပြောမတတ်တဲ့ဝန်ထမ်းတွေငှားမိပြီးတော့စိတ်တော့ကရောက်နေတာဒါဆိုရင်တော့ဝန်ထားလိုက်တော့ကျွန်တော်ကဒီနေ့မှာစာတွေကိုပြန်ပြီးနိုင်တဲ့ Auto Reply Bot လေးကို GPT တုံးပြီးတော့ဖန်ပြပြမှာဖြစ်ပါတယ် AI ကိုစိတ်ဝင်စားတဲ့သူတွေဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်ပြီးတော့ Grammar Job အနေနဲ့လုပ်ရမယ်နောက်ပြီးတော့ကျွန်တော်ရဲ့ Channel က AI နဲ့ပတ်သက်တာတွေ

အကောင့်နဲ့ဝင်လိုက်ပေါ့ဗျာဒီလိုတော့ကျွန်တော်တို့ကအဲကျွန်တော် GPT တုံးမှာဖြစ်တဲ့အတွက် GPT ကိုတုံးဝင်လိုက်ဟုတ်ပြီကျွန်တော်ဒီမှာကိုလှုပ်ချင်တဲ့ဟာကိုပြောမှာဗျာ GPT ကိုမာလှုပ်ချင်တာလေးဆိုတော့ auto ဟုတ်ပြီအဲဒီလိုလေးတက်လာတယ် auto r t t l y ဒီလို reply ပေါ့တက်ဒီကွာ C A D G အဲဒီလိုလိုင်းကိုတက်ဒီပါပေါ့အတူပြီးလိုက်မယ်ဆိုရယ်ဆိုရယ်တက်ကန်တက်အော်ဒရိုင်းကိုခဏခုတက်ရှင်းပြပါမယ် Python နဲ့ Thomas အဲလိုသုံးလိုက်ရတယ်ပေါ့ဗျာရှာဘောဖာတာနေရောကျွန်တော်ရေတက်ဒီကန်ဘောကိုဖန်ပြီးရမယ်ဘောတက်ခန်းလိုအပ်တယ်နောက်ပြီး Python နဲ့တက်ဒီကန် API ကိုသုံးအဲဒါလေးလုပ်မယ်ပေါ့ဗျာအော်တက်ဒီကန်မှာဘောဖာတာကို search အဲရဲ့ဟဲ့ဒါအစ်စ်နေပေါ့ဟောဒါရေးခဏထားလိုက်အာ okay အဲဒီမှာဒီကောဒီကောကြတော့ကျွန်တော်တို့က less ဆိုတော့ if တကယ်လို့ပေါ့ high လို့ရေးတယ်ဆိုလို့ရှိရင်သူကဖတ်လို့လို့ပို့မယ် hi or hello or hi ဒါမှမဟုတ်ရှင် hello လို့ပြောရဆိုလို့ရှင်ဘယ်လိုပုံမှန်လဲဆိုတော့ hello ဟောခဏခဲပြင်မှာဘယ်လိုပုံရမလဲဆိုပြီးတော့ ပို့မယ်အဲ့တော့ဟောင်းအာဂျီလို့ပို့လိုက်တဲ့အခါကျလို့ရှိရင် I'm fine thank you ဆိုပြီးပို့မယ်နေမကောင်းလို့ပို့လိုက်တဲ့အခါကျရင်စေးတောင်းနေ website ပါဆက်တွေ့ပို့မယ်ပေါ့ဒါပေမဲ့ကျွန်တော်လိုချင်တာအဲ့လိုမဟုတ်ဘူးကျွန်တော်လိုချင်တာကကွန်ပျူစီရဲ့ name တစ်ခုခု name ပေါ့ဒါမှလို့ရှိရင်တို့ဘယ်လိုခေါ်မလဲပင်ရင်တစ်ခုခုအဲ့လိုမျိုးပေါ့တစ်ခုခုရေးလိုက်တဲ့ပို့လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီမှာပို့ချင်တာအဲ့ဒီမှာအကြောင်းအရာပို့ချင်တာပေါ့အကြောင်းအရာပို့ချင်တော့ အဲဒီကုတ်တော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဘာဒီကုတ်ပြင်ဖို့လိုတယ်အဲ့လိုပြင်ဖို့အတွက်ကြောင့်လို့ရှိရင်ကျွန်တော်တို့ကဘာဆိုဝဲတူလဲဆိုတော့အဲဒီကောင်းလေးလိုတယ်အဲ Fortio Studio ခုတ်ဆိုပြီးလိုတယ်ဒီကအဲအဲ့ဒီကကျွန်တော်တို့ဒီ Google Chrome မှာကျွန်တော်တို့အလေကပထောင်းလို့ရတယ်အဲ့ဒါပါလဲဆိုတော့ Fortio Studio ကုတ် Fortio API ကို Hello Studio DOT Studio Code ဟော Audio Studio Code ရပါတယ်အဲ့တော့ဒီမှာဝင်ပြီးတော့ဒါဒီမှာ Windows အတွက်ဆို Windows အတွက်အဲတော့ MacBook အတွက်ဆို MacBook အတွက်အဲ site လို့ download ရတယ်ဆက်လို့ download ရဆိုတာဘာလို့ခုအတွက်တောင်းလာလဲဆိုရင်ကျွန်တော်တို့က code တွေကိုပြင်မယ်ပြန်ပြီးတော့ပြန်ပြင်နေတာမဟုတ်လို့ကျွန်တော်တို့ကတော့ ်အဘောကြီးသုံးပါလဲဆိုဒီကောင်ကြီးသုံးပါအဲ့တော့ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ဒီကုတ်ကြီးကိုဆုံးတော့ပြင်လာတော့ဟုတ်ပါပြီပြင်လာဒီပါတီရယ်ဟိုကနေပါတီရယ်စတူဒီယိုခုံနဲ့ပြင်မယ်ဟုတ်ပြီဒီကိစ္စတခုရပြီကုတ်ကိုဘယ်လိုရမ်းပါလဲကုတ်ကိုဘယ်လိုရမ်းလဲဆိုတော့ကျွန်တော်တို့က CMD နဲ့ဝင်မယ် CMD နဲ့ဆိုတော့ CMD comment အောင်ကြည့်နေဆိုလို့ရှိရင်ဝင်းနုံးနဲ့ RG နဲ့နှိမ့်တာ CMD လို့ခြိုက်လာပြင် enter တစ်ချက်ခေါက်လာဟောဒါဒီကောင်ရောက်သွားပြီအဲ့တော့ဒီကောင်နဲ့ကျွန်တော်တို့ကကုတ်ဒီ RAM ပါဟုတ်ပြီ လိုအပ်ချက်ကိုပြန်ကြည့်ရအောင်လိုအပ်ချက်ကြတော့ Telegram ပေါ့ပေါ့ဖာလာဆိုရင်ဒါလိုပဲဘော့တိုကန်လိုအပ်ပါဘော့တိုကန်ကကြတော့ကျွန်တော်ဒီပေါ့ဖာသားဆိုရင်កောင်းပါအင်လိုက်လို့ရှိရင်ဘော့တိုကန်ရပြီအတင်းဆက်မပူရအောင်အဲ့တော့ Python နဲ့ Telegram API ကိုသုံးမယ်တဲ့အဲအဲ့ဒါတော့ဟုတ်ပြီ Telegram API ကိုသုံးမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကုတ်ကိုချက်လေးလာကုတ်ချက်လေးလာကြတော့ကျွန်တော်ဒီမှာဘာထည့်ရလို့လဲဆိုတော့ပေါ်ဖာတာတိုကန်တစ်ခုပဲထည့်ရမယ်ဟုတ်တယ်ပေါ်ဖာတာတိုကန်တစ်ခုပဲထည့်ရမယ် ်ပြီးတော့ဒါကိုကိုယ့်ကို run လိုက်လို့ရှိရင်ဒါအလုပ်ဖြစ်ပြီပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကတော့ဖွင့်မယ်ဘောကိုတော့ယူမယ်ဘောကိုတော့ယူမယ်ဆိုလို့ရှိရင်ကျွန်တော် telegram ဝင်မယ်ဟုတ်ပြီအဲ့တော့ telegram ကိုကျွန်တော်ပြောလို့ရှိရင် telegram ကျွန်တော် search ပါပါ search ပါမှာကျွန်တော်ပေါ်ပါတာဆိုပြီးရှာမယ် for father have a sorry for father ဆိုရင်ခေါ်လေဒီကောင်နှိမ့်လိုက်ဒီကောင်နှိမ့်ပြီးတော့ကျွန်တော်တို့ကအဲဒီလိုမျိုးစာပို့လာမှာပါဗျာကျွန်တော်ဒီရိုက်ထားလို့ဟုတ် body လို့တင်လို့ရှိရင် new book ကိုနှိမ့်လိုက် so so ကတင်းနဲ့ previous choose a name နဲ့ or name တစ်ခုပေးပေါ့ကျွန်တော်က reply ဖြစ်မှာအတွက် r e p l y IPL line reply bot ဆိုပြီးတော့နေလိုက်မယ် reply bot ဆိုပြီးနေလိုက်မယ်ဒါပေမဲ့နံပါတ်2ရေးပါဖြစ်မှာဆိုတော့နောက်မှာအာ33 A လို့ရိုက်လိုက်နံပါတ်2ရေးပါ2နေပါဆိုအကျလိုက်ပြီဟုတ်ပြီနောက်ကျတော့ n a နဲ့ bot နဲ့စုံပြီတဲ့အဲ user name ပေါ့ဗျာ user name ဆိုတော့ကျွန်တော်တို့က user name ရေးမယ်အာ reply r e d l y reply bot b o t reply bot ဒီနေ့ဒီမှာဒီလိုစပေးပါလေးချရမယ် screen for DOT. DOT and uh, sorry, you can name it. Don't worry. So I P L Y apply on the door A shed for sorry. အဲဒါဆိုလို့ရှိရင်ဒါကျွန်တော်ရပြီ။ token ဆိုတာကအဲဒါ ABN ပေါ့ token လို့ခေါ်တာ။ Telegram ABN ပေါ့။အော်ဒီကောင်ဒီအတူတူမပေးနဲ့။ဒီပြားရဲငါကျွန်တော်မပေးနဲ့။အဲ body ပါရဝင်ပြီးတော့ရှုပ်နိုင်လို့ပေါ့ဟုတ်ပြီကျွန်တော်တို့က ball ကို asset လုပ်ချင်တယ်ဆိုလို့ချင်းဒီမှာဒီအောက်က link ကနေပြီးကျွန်တော်ဝင်သွားလိုက် sorry အောက်က link ရမဟုတ်ဘူးအပေါ်မှာဒီ link ရှိတယ်အဲ့ဒီမှာကျွန်တော်ဝင်သွားလိုက်လို့ရှိရင်ဒါကျွန်တော်ရဲ့ ball ရှိရောက်ပါ step ဆိုတာနှိပ်လိုက်လို့ရှိရင်ဒါကျွန်တော်တို့ ball ရှိရောက်ပါဒါပေမဲ့ကျွန်တော် step နှိပ်လို့ရှိရင်လည်းအခွန်ကြီးဖြစ်နေပါဘာမှရှိသေးရမို့ကျွန်တော်ဘာမှမထည့်ရသေးဘူးဘာမှမထည့်ရသေးလို့ဆိုတော့ကျွန်တော်ကုတ်ထည့်မယ် ုတ်ထည့်မယ်ဆိုတော့ကျွန်တော်တို့အဲခုံးကိုပြန်သွားမယ်ခုံးပြန်သွားပြီးဒီကောင်အကြီးကို copy လုပ်မယ် copy လုပ်လိုက် copy လုပ်ပြီးတော့ကျွန်တော်တို့ဒီ virtual studio မှာဝင်လိုက်မယ် virtual studio ဝင်လိုက်မယ် sorry virtual studio ဝင်မယ် virtual studio မှာကျွန်တော်ကအစ်စ်ဖွင့်နေတာဖြစ်တဲ့ refine သွားပြီး new file နေမယ် new file ကဘာလို့နေနေတာလဲဆိုတော့ကျွန်တော် python နေနေတာဟုတ်ပြီ ဟိုစလို့ရပြီဆိုတော့ကျွန်တော်တို့ဆောင်းတော့ copy လုပ်ခဲ့ပြီဖြစ်တဲ့ကိုတို့ B နဲ့ကျွန်တော်နှိပ်လိုက်မယ်။အဲ့ဟုတ်ပြီ။အာဒါလေးဝင်သွား။အဲ့ဒီမှာကျွန်တော်တို့ box token တက်ရမှာ။အဲ့ဒါလေးဖြတ်လိုက်မယ်။ဒါလေးဖြတ်ပြီးရောကျွန်တော်တို့ delivery သွားမယ်။ဒီကသွားပြီးဒီမှာ box token ရှိရဲအဲ့လေးကို copy ပူးလိုက်မယ်။တစ်ချက်နည်းလိုက်သူ copy ပူးပြီးသား။နှိပ်လိုက်မယ်။နှိပ်ပြီးတော့ဆောင်းတော့ကျွန်တော်ရိုက်ခဲ့တဲ့နေရာက sorry ဒီ virtual studio မှာအဲ့ဒီနောက်မှာ ကစားထောက်ထားနေရမှာအဲ့တော့ဒီနေရာမှာ cost ကိုဒီလိုနှိပ်လိုက်ဒါဆိုဒါကျွန်တော်တို့ token ဝင်ဝိုင်း token ဝင်ဝိုင်းဆိုလို့ချင်းကျွန်တော်မလုပ်အောင်မလဲဆိုတော့ဒီကောင်စာရီကကျွန်တော်လိုချင်တဲ့စာရီမဟုတ်ဘူးအဲ့တော့ကျွန်တော်ကအခုတင်တယ်ပေါ့ဟုတ်တယ်တကယ်လို့ကျွန်တော်တို့တင်တဲ့ YouTube video မှာပေါ့ပြင်တယ်ပါလိပါဆိုပါလို့ဥမာ AB1 ဆိုလေစာရီပေါ့ AB1 ဆိုလေကုတ်လေးရှိတယ်တကယ်လို့ကျွန်တော်က AB1 ဆိုလေရေးလိုက်မယ်ဆိုလို့ချင်းအောက်ကစာပါအဲဘာလေးလဲဆိုတော့ sorry ဟုတ်ဘာလေးလဲဆိုတော့ this is 这是个 water，哈，这是个 water，啊，这这是个 pen，笔、no? 和 pen，这样，sorry，所以它不能出来，那所有人嘛，就玩，对吧？你们搞最操皮没得了，打别人的自信，哎，是吧？ NM1 လို့ပြန်လိုက်တကယ်လို့ဒါ NM1 လို့ကျွန်တော်တို့ customer ရိုက်ခင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘာပြောမလဲဆိုတော့ဒီမှာအကြောင်းအရာရှင်းမယ်အကြောင်းအရာကတော့ pan တော့ p n pan ပို့ပြန်မှာ price p r i c e price ဈေးကကြတော့ prices 2000ပေါ့2000 just ပါ2000 just ပါ နှောင်းချက်ပါနောက်ပြီးတော့ဒီကောင်းရင် instruction ပေါ့ဗျာဖော်ပြချက်ပေါ့ပါပါမယ်တော့အဲ့ချက်ခေါက်လိုက်မယ်အဲ့တော့ချက်ခေါက်ပြီးတော့ကျွန်တော်ဖိုင်ရေးလေးရတယ်နောက်တစ်ချောင်းကြိုလေးလို့ပြောလိုက်တာ enter ခေါက်တယ်ဆိုတော့နောက်တစ်ချောင်းကြိုလေးက price ဆိုတော့အဲ့မှာစီးနှုန်းကျွန်တော်တို့ပြောပြီးပါပြီစီးနှုန်းပြောပြီးဆိုလို့ရှိရင်နောက်ထပ်မှာဖိုင်ပြောလို့ရသေးတယ်ဆိုလို့ရှိရင်အဲဒီ useful USB plus u u4 အသုံးဝင်နေနော်မြန်မာလိုလေးရည်ရနော်အဲအသုံးဝင်နေနောက်ပြီးတော့သုံးရကောင်းနေသုံးရ sorry သုံးရကောင်းသုံးရကောင်းနေအဲဒီလိုလေးပေါ့ဒါကျွန်တော်ရေးလိုက်ပြီဟုတ်ပြီကျွန်တော်ကုတ်ရဝိုင်းကုတ်ကျွန်တော်စိတ်နေအဲဒါကျွန်တော် MM1 လို့ပဲကြီးခဲ့တယ်။အပေါ်မှာကျွန်내ဒီ S တို့ရဲ့နေရာတွေမှာ light ထည့်လို့ရတယ်။ light ထည့်ရတယ်။နောက်ပြီးတော့ကိုကမလောက်ဘူး။စားမလောက်ဘူး။ဖြစ်နေရဆိုလို့ရှိရင်ဒီကောင်ဘယ်တာ copy ပြန်ကို copy ပြန်ကိုပြီးတော့ဒီစားတွေပြန်လိုက်လို့ရ။အရင်ရှုပ်ရှုပ်ရှက်ရက်ခက်ခဲရမပါဘူး။အဲဒါတစ်ခုကြိုက်ပြတာကျွန်တော်စမ်းပြီးကြိုက်ပြတာ။အဲဒီကောင်ကျွန်တော်စိတ်နေ။စိတ်မယ်ဆိုတော့ control s နဲ့စိတ်လိုက်ပြရတယ်။ control s နဲ့စိတ်လိုက်ရဒါမဲ့ ကျွန်တော်စိတ်ဆက်လို့ရင်းမယ်ဘာလို့လဲဆိုတော့နာမည်လေးထည့်ခြင်းလို့ဒီမှာဒီကောနာမည်လေးကိုကျွန်တော်ကတခြားလေးပေးတယ်အော်ကျွန်တော်ဒီမှာအဲဘာလို့ပေးမလဲဆိုတော့ why one လို့ပေးမယ်အဲကျွန်တော်ဒီကောနာမည်ကို file name ကိုကျွန်တော် why one လို့ပေးလိုက်အော်တခြားခြင်းတဲ့လူကနာမည်တခြားလေးပေးပေါ့အော် why one ဆိုတဲ့နာမည်ကိုကျွန်တော်မှတ်ထားဖို့လိုတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ CMB မှာကျွန်တော်ပြန်ဆက်ရမှာဖြစ်တယ်အော်ကျွန်တော်တို့ CMB လို့တောင်းမယ် window r CMB ကိုကျွန်တော်ဝင်လိုက်မယ် ့ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အဲကြည့်မယ်အစင်းနှစ်မှာတဲ့ Python ကိုတင်ရမယ် Python ရန် T ဆိုရင်ကျွန်တော်မြန်မာလိုမြန်ချင်တော့ quit cnd လို့ရတယ် u i t h quit c n d လို့ရတယ်ไปตรงเนี่ยอ่ะเออ Python version xe gì à nhỉ đó o thì mà ờ bây giờ nó python thế mày số à python thế này không ấy python chỉ làm gì là mà sẽ python p1 p h o n python sau đó blue set ra để tiếp python phát hiện số blue set ở đây copy lại cùng với gì này ไปตัวอะไรมาคอนโทรลพีเนี่ยไอ้นั่นใช่ป่ะว่าชื่อไปตัวอีกอย่างว่าพอแต่ก็ไม่ชื่อวิวเลยใช่ไหมเอ่อมาใหญ่ละ right. p y t h o n python install i n s t a l install n c m d c m d ชื่อนี่ก็บลู install เลยก็เปล่าจิ้วไปยังไง ့ Python ဒီကောင်ကို download လုပ်ပါမယ်။ကြာ installer ဖွင့်ပြီးတော့တက်ဒီကောင်ပေါ့။ဒီတင်ရအောင်။ဒီတော့ဘက်ကမှာအောက်ကဟာနေ Python chat ဆိုမမေ့ဘူး။ဒါနဲ့ install တော့ဟဲ့အညာပေါ့။ Installer install လုပ်ပြီးလို့ရှင် Python version ကိုဒီလိုစစ်ရတယ်။ Python version ကိုစစ်ကြတယ်။တော့ဒီလိုသွားပြီးတော့ download မယ်ဆိုတော့ Python လို့ရိုက်ချင်တယ်ဗျာ။ py python python အဲဒီမှာ python website ကိုဒီမှာ .org မှာ ဲ့မှာကျွန်တော်တို့ Python ရလိမ့်မယ် download ကိုနှိပ်မယ် download နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ Python version ဘယ်လောက်ပေါ့3.14ဒီပါဒါညာ download လာ download ရှင်သူက application တော့မဟုတ်သူက file ပြီးတယ်ပဲကြာပါအဲ့တော့ကျွန်တော်တို့က CMD command မှာအဲ့ဒါလေး download ပြီးရဆိုလို့ရှင် CMD command မှာ Python version ဆိုပြီးကျွန်တော်စစ်လိုက်လို့ရတယ်ဒါတော့ control ဒီပေါ့ sorry control C ရဖြစ်တယ် control ဒီပေါ့ညာကျွန်တော်မကူးတော့ထင်ပါတယ် ဟုတ်ပြီဒီမှာအဲဒီမှာအဲပေါ်နေမှာဒီလိုစစ်လိုက်ပြရရင်အကျောင်းလိုချင်တာဒါမှမဟုတ်သေးဘူးဒါမှမဟုတ်သေးဘူးဟာမှာဘာရှင်းစစ်ပြီးပါပြီဘာရှင်းစစ်ပြီးပါလို့ရှိရင်ဒါပြီဆိုတော့ PKG install ဆိုတော့ဒါကို install တော့မှာဘာလို့ဆိုတော့ Telegram ဘောနဲ့ကျွန်တော်သုံးပါတဲ့အတွက်အဲဒါက copy ယူပြီးတော့ဒီတော့မှာရှိုင်လိုက်ဟုတ်ပြီနဲ့ပြန်ထည့်အဲဒါနဲ့သူ့လုံနေသူ့လုံနေတော့ဒါခဏတော့စောင့်အောင် ဟုတ်ပြီဟုတ်ပြီဟုတ်ပြီဒါ gain demo file demo ဆိုကျွန်တော် file ကိုလည်းတက်ကြည့်အောင်ကျွန်တော်အဆုံးတော့ save ခဲ့ပြီ file လေးတော့ file လေးဆိုကျွန်တော်တက်ကြည့်မယ် file လေးဆိုဘာမှလဲဆိုတော့ကျွန်တော်ဒီ desktop ပေါ်မှာကျွန်တော်တင်လိုက်တာ desktop ရဲ့ဟိုပေပါဆိုတဲ့နေရာမှာတင်တာပေပါလေးမှာကျွန်တော် y1 ဆိုပြီးကျွန်တော်တင်လိုက်တာဒါနော်ဘာမှမမြင်တော့အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာ cd cd ဆိုတော့ဘာလို့ဒါဝင်လဲ cd dash dot dash dot ဒီဒီရအကြီးဒီ e s k t o ပြီးတော့ dash dot ကိုကျွန်တော်ဝင်မယ်စာနဲ့သွားတာပေါ့ dash dot ဝင်လို့ရှိရင် cv ကျွန်တော်ဝင်မယ် paper ဆိုတဲ့ကောင်ဝင် p a p e r paper ဆိုပြီးကျွန်တော်ဝင်လာဟုတ်ပြီ paper လို့ဝင်သွားလို့ရှိရင်ကျွန်တော်ကဘာလုပ်မှာလဲဆိုတော့မောင်းပါအဲ့ဒီနဲ့ဆိုတော့ python py dh o n python တော့ find နေမယ် y1 လို့ကျွန်တော်ပေးထားအောင် y1 တော့နောက် p1 လို့ကျွန်တော်ရိုက်လိုက် and နဲ့နည်းလေးခါကြလို့ရှင်သူက positive running လို့ပေါ်လာတယ် positive running လို့ပေါ်တယ်ကျွန်တော် telegram တောက်လိုက်ရပြီ telegram မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ count ကို start လုပ်လိုက်အဲတော့ start လုပ်လိုက်မယ်အဲကျွန်တော် code သဘောတရားကိုတော့ပြန်ကြည့်အောင် code သဘောတရားပြန်ကြည့်မယ် code သဘောတရားကကြာလို့ကျွန်တော် high လို့ပြောလို့ရှင် high ဒါမှမဟုတ် hello လို့ပြောလို့ရှင် hello how can i help you ဆိုပြီးတော့ကျွန်တော်ပေါ်မှာအဲ့လေကျွန်တော်စမ်းကြည့်မယ် Hi. Ich bin Hi. Hi. Hi so hello ရဲ့ How can I help you? ငါဘယ်လိုကူညီရမလဲ။အဲ့လိုမေးပြီ။အဲ့နောက်ပြီးတော့ကျွန်တော်တို့ဒါဆိုမှကျွန်တော်ကုတ်တစ်ခုထည့်လိုက်တာ M M1 လို့ထည့်လိုက်တာ။အဲ့ဆိုလို့ရှိရင်ဒီ price တွေဒီဈေးနှုန်းတွေသူကပြောပြပေးတယ်။အဲ့တော့ကျွန်တော်ဒီမှာတော့ဆန်းမယ်။ and and m 1ဆိုပြီးတော့ဆန်းလိုက်မယ်။အဲ့ဒါ OB prices 2000 just is useful ၃00ကောင်းပါတယ်။၃00ကောင်းတယ်။ အဲ့လိုလေးပို့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်ဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့စာအများကြီးရရမို့စာအုပ်လို့မှတော့ရေးထားဒီမှာ page လို့အဲ့လိုနဲ့ကျွန်တော်တို့တုံးလို့ရမှာပဲဖြစ်တယ်အရန်လွယ်တယ်ဘာမှမကြောက်ဘူးဟွာ Telegram ကို mail လိုက်မော် Telegram တော့ဖြစ်တယ် Chat GPT ကို mail လိုက် Chat GPT ကို mail လိုက်လို့ရှိရင်သူကတေချာလေးကိုလုံလာပြီးမှာပေါ့ဗျာလုံကြီးကိုအစင်းစင်ပြောပြပြီးမှာကိုကသူပြောပြပြီးဟာကိုလိုက်လုံလိုက်အောင်လည်းအရင်မခက်ဘူးအဲ့ကျွန်တော်ကကျွန်တော်တို့က အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကအဲ့ဒီပြောင်းချင်တယ်ပေါ့ဗျာ S ဆိုရယ်ဖိုင်ကိုဒီဒီအောက်က ST လို့မရဘူးအပေါ်ကဒီ queen page အထိဝင်စားနေ queen page အထိပေါ့အဲ့ဒီကိုကူးမယ် control စီနေကူးမယ်အဲ့တော့ green ဆုံးမှာပဲကျွန်တော်ပြန်ရက်ပြီးတော့ enter တစ်ချောင်း enter ချက်ကောက်ပြီးတော့အဲဒီလိုလေး control ဒီဆိုရထား S ပေါ့ NN1 move နဲ့ NN2 တို့ရလိုက်မယ် NN2 တို့ရလိုက်မယ် sorry ကကြာတော့ကျွန်တော်ဘယ်လို သူအဲ့ကိုဘယ်လိုသိမလဲဆိုတော့ကျွန်တော်တို့ကတစ်တော့ပစ္စည်း အကြောင်းကိုရေးတယ်ဗောဗျာပစ္စည်းရေးတယ်အဲ့ပစ္စည်းရေးတဲ့ဟောင်းကအဲရင်းရင်းတန်းတန်းနဲ့ဟိုမှာပုံမှာဖြစ်ပြည့်ကျွန်တော်တို့ရဲ့ပိုစတာမှာဖြစ်ပြည့်ဒီကုတ်ကိုရေးကုတ်ကိုပြီးကုတ်ကိုထည့်ပေးလိုက်ဒါမှမဟုတ်လို့ရှိရင်အောက်က description မှာဒီကုတ်နံပါတ်ကိုထည့်ပေးလိုက်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုဒီ Telegram ကိုဒီ Telegram ဘော့ကိုဆက်တယ်ပါဒီ Telegram ဘော့ကနေတစင်ကျွန်တော်တို့ရေကုတ်ကိုကြိုင်းနေတာနဲ့ပစ္စည်းရဲ့အကြောင်းအရာပစ္စည်းတန်ဖိုးကိုရနိုင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောထားပါအဲ့အဲ့လိုမှသာကျွန်တော်တို့က ီပို့အနေနဲ့သုံးလို့ရမှာပေါ့ဗျာအဲ့တော့ကျွန်တော်ကဒီမှာပြည့်စည်ပြတ်တမ်းလို့ပြင်လိုက်မယ်3000လောက်ပြင်လိုက်မယ်3000ပေါ့ဗျာ3000လုံးပို့လိုက်3000ကျက်လို့ပြင်လိုက်အဲ့တော့ရှာတဲ့လူအနေနဲ့ကဒီမှာရှာပြီဟောငါတွေ့ခဲ့တာတက်တော်မှာကုတ်နံပါတ်ကျတော့ NM2 ဆိုပြီးတော့ငါတွေ့ခဲ့တာပါရှာလိုက်ရအောင်ရှာလိုက် sorry ကြည့်ရကုတ်တစ်ချက်ပြင်ဆက်အောင်အော်ဟုတ်ပြီဘာလုပ်လဲဆိုတော့ကျွန်တော်ကပြောင်းပြီးရောကျွန်တော်ကဒီတော့မမကြီးခဲ့လို့ဟုတ် အခု random ကကြတော့မရန်ငယ်လို့ဗျာ random လို့လုပ်လို့ငယ်အဲလုံးလုံးမလုပ်ချင်တယ်ဆိုလို့ရှင် control နဲ့ c နဲ့နဲ့ control c နဲ့လား control နဲ့ c နဲ့တွဲနေလားအဲဆိုလို့ရှင်ဒါဘော့ကရှက်သွားတဲ့မှာပါအဲကျွန်တော်ကဒီကောင်ကိုဘာလို့လုပ်မလဲတော့ save မယ်လေတော့ save မယ်ဆိုတော့ control s အဲ့တော့ y1 အနေနဲ့ကျွန်တော် save ပြီးတော့ထပ်ပြီးလုပ်ရမှာမလို့ဒီမှာပဲပြင်တာဆိုတော့အဲဟုတ်ပြီကျွန်တော်ပြန် run ကြည့်အောင်ပြန် run မယ်ဆိုတော့ အဲဆောင်းရေးရတိုင်းပဲ Python နဲ့ရေးလိုက်ရ P1 နဲ့ရေးလိုက်ရ P1 Y1 .py .py နဲ့လိုက်အဲ့ဒါ check out လောက်ဟုတ်ပြီ post run နေအလုပ်လုပ်နေပြီအဲ့တော့ကျွန်တော်ဒီမှာ mail ရဲ့ဒီမှာ mail မယ် and m1 အဲ့မှာဆိုရင်ချင်းဒါ2000ကျက်လို့ပြောတာတကယ် mm2 ဆိုလို့ချင်းဟုတ်ပြီဒါကျွန်တော်တို့ဆောင်းရေးခဲ့တာ3000 ပြက်ဆိုတော့ဒီလေးကြောင်းလေးရပြီအပစ္စည်းတွေလည်းအများကြီးရှိမှာပဲအများကြီးရှိတော့အများကြီးပေါ့ဗျာဒီ S ဆိုရဲကောင်လေးတကောကိုရေးချင်နေရတယ်ဒီနောက်မှာဒီလိုပြန်ထားလိုက်ပြန်ထားလိုက်လို့ရှိရင်ကျွန်တော်ဒီမှာ S E လာ S E S အာနောက်ပြီးကျွန်တော်ဒီမှာဝင်းစား sorry ဒီကနောက်ခုရှိရင်တစ်ချက်မဟုတ်နော်နှစ်ကောက်ကိုတော့နှစ်ရှိရင်အဲ့နာမှာအဲတခုရေးမှာပေါ့ဗျာနောက်မှာ in dash in tbh in dash in dash လို့ရှင်အဲဒါလေး sorry in dash ထပ်မှာဆိုလို့ရှင် for reply to ဆိုပြီးအတိုင်းရေးရမို့ရေးမိနေကိုပြန်ကူချလိုက်ပါမြင်ရတယ်ဟုတ်ပြီကိုကိုကျွန်တော်ကပြန်ရက်ချင်တာအဲတော့ထည့်စရာတွေပါရှိတယ်ပေါ့ဗျာကိုမထည့်စရာတွေပါရှိတယ်ကိုကိုပြန်ရက်ချင်တာဆိုလို့ရှင် control နဲ့စီမျိုးတွင်းနေလိုက်အဲ့ဒါပြရပါဘယ်လား ရမယ်နော်โอเคဒီလိုမျိုး auto blind ပေါ်လောက်ကတော့လွယ်မိတ်ဆွေအနေနဲ့ down ရမှာကြတော့ virtual studio ကို down ရမယ်နောက်တစ်ခုအနေနဲ့ကဆိုတာ python 2.14ပေါ့နောက်ဆုံးနောက် version ပေါ့2.14 down ရမယ်ဒါပေမဲ့ telegram bot ကိုပြောတဲ့အကြောင်းကိုဒီ CMB မှာကြီးညာပေးရမယ် CMB ကြီးညာပေးတော့မှာကိုလိုချင်တဲ့ code ကိုကိုလိုချင်တဲ့ code ပေါ့ code ကိုအဲ telegram မှာတင်တာ တည့်ယူခံတော့ဖြစ်တယ်ဟုတ်တယ်တစ်တော်မှာကိုယ့်ရဲ့ကုတ်နံပါတ်ပစ္စည်းရဲ့ကုတ်နံပါတ်ကိုတစ်တော်မှာစုံညာရင်းနဲ့ဒါတခါလေးတင်ထားတခါတင်ထားပြီးလို့ရှိရင် customer ကအဲကုတ်မငါဖြစ်ဖြစ်တခြားသောနေရာတွေမှာဖြစ်ဖြစ်ကုတ်ကိုရှာပြီးတော့လာရဲအခါကျလို့ရှိရင်ဒါပို့ပြီးတော့ရှာလို့လွယ်တာပေါ့ဗျာရှာလို့လွယ်ရင်နောက်ပြီးတော့ဈေးတွေဘာကြီးကြတော့လေဒါကူကနေမှတခါကြီးလိုက်ပြီးတော့စာပြန်နေကြမလို့ဘူးအဲဟုတ်ကအော်တိုပြန်ပြီးွားလိမ့်မယ်ပြန်ပြီးွားလိမ့်မယ်ပေါ့အဲ့တော့ အရန်လွယ်မိတ်ဆွေတို့လည်းလောက်ကမှဟိုဟာမိတ်ဆွေတို့လည်းဒါအကျိုးရှိမယ်လို့ထင်တယ်နောက်ပြီးတော့နောက်တစ်ချက်အနေနဲ့ကျွန်တော် remove job အနေနဲ့လုတ်ချင်တဲ့လူကြီး remove job လုပ်နေလုတ်ချင်တဲ့လူကြီးဒါဒါကြီးကိုကိုကလုတ်တက်နေပြီလုတ်တက်နေပြီဆိုလို့ရှိရင်ဘာမှခက်တာမဟုတ်ဘူးကျွန်တော်ဒီ chat gpt ကိုမေးပြီးလုတ်တာ အရင်ခက်ခဲလည်းမဟုတ်ဘူးဒါကို service ယူလို့ရတယ်စိုင်းနေမှာ service ယူရောဒါဝင်ဝင်ရှာလို့ရတယ်အများကြီးမဟုတ်ရင်တော့9000 6000လောက်တော့ရှာလို့ရတယ်ဗျာ တော့ပစ္စည်းရသူကအတိတ်ကထက်ထင်နေမှာပဲပစ္စည်းသဘောတရားအဲ့တော့ထက်ထင်နေမှာပဲဆိုတော့အားလုံးစီမံလို့ထင်တယ် AI ပညာကိုစိတ်ဝင်စားရဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ YouTube channel ကို find subscribe လုပ်ထားလို့ကြားတယ်အာဒီနေ့တော့ဒီလောက်ပါ Oh